ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့မချခင်မှာသူ့ရဲ့ပွဲစဉ်လာတော့မယ်ဆိုပြီး Joshua Van ကချပြလာတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာကုန်းဆောင်ဖိုင်တာလေး Joshua Van ကတော့ UFC မှာထိုးသက်နေတာအချိန်တိုင်းကြတစ်ခုထိတောင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ UFC မှာ9ပွဲထိုးသက်ထားခဲ့ပြီးတပွဲသာရှုံးနေကချန်6ပွဲလုံးကိုနိုင်ပွဲရရှိထားပါတယ်။ လွန်ခဲ့တဲ့မတ်လ6ရက်နေ့ကမှပွဲထိုးသက်ထားခဲ့တာဖြစ်ပြီးဂျပန်ရှုံးမွေးမရှိဖိုက်တာကိုဘဲဥခွဲပြထားနိုင်ခဲ့တာဖြစ်ပါလိမ့်။ပွဲထိုးတာကတလားကျော်လေးပဲရှိသေးတဲ့ချင်းဖိုက်တာလေးကမကြခင်မှာသူ့ရဲ့နောက်ပွဲစဉ်ထိုးသက်ရတော့မယ်ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပို့စတင်ထားခဲ့ပါတယ်။ဂျိုရှွာဘန်ကတော့ပွဲကြောင့်အတော်ရှာနိုင်တယ်လို့ပဲညွှန်းဆိုရမှာပါ။ဖန်ဒရဂူလိုပွဲတွေဇက်တိုက်ရနေတာအပေါင်းလက္ခဏာဆောင်တဲ့ကိစ္စတစ်ခုပါပဲ။သူကယခုမှအသက်23နှစ်ရွယ်သားရှိသေးတဲ့ဖိုက်တာလေးတစ်ယောက်ဖြစ်ပါလေ ဒီအချိန်ကလေးကပွဲတွေအများကြီးထိုးသက်ပြီးနိုင်မွေးတွေရက ranking scene တွေဝင်လာခဲ့ရင်တော့မကြခင်မှာ champion ခပတ်ကြီးကိုမျက်စောင်းထိုးလာနိုင်မှာဖြစ်ပါတယ်လာမယ့်ပွဲအပဲဖိုင်တာနဲ့ထိုးသက်ရမလဲဆိုတော့အတိအကျသိရှိရခြင်းမရှိသေးပါဘူးဖြစ်နိုင်တဲ့တော့ ranking scene ဝင် fighter တဦးနဲ့ပွဲထိုးသက်ရမယ်လို့ထင်ပါတယ်မထခင်မှာ UFC က Joshua Ban ရဲ့ပွဲအကြောင်းကိုပရိသတ်တွေစီချပြလာပွဲရှိနေပါတယ် Joshua Ban ကတော့ဘလို့ fighter နဲ့ထိုးထိုးအရင်စိတ်ပူစရာမလိုဘူးလို့တော့ညွှန်းဆိုမိပါတယ် ရှေ့ပွဲတုန်းကဆိုရင်အရန် ground game မှာကောင်းပါတယ်ဆိုတဲ့ဂျပန် fighter ကို take down defense ကို share လုပ်ပြပြီးနိုင်ပွဲပုံဖော်နိုင်ခဲ့တာပါ Joshua Van ကဝိတ်တန်းအသေးဆုံး fly weight တန်း fighter ဖြစ်တာကြောင့် power အရင်ကြီးမရှိပါဘူးအဲ့လို power အရင်ကြီးမရှိလို့သာအလဲတိုးပွဲတွေအများကြီးမရှိတာဖြစ်ပါတယ်အလဲတိုးပွဲတွေမရှိခဲ့သည့်တန်းသူနဲ့ထိုးတက်ခဲ့တဲ့ fighter တွေကသွေးမထွက်တာလို့မရှိပါဘူး stand on ground မှာမျက်မှတ်တက်တာလေးကိုထင်ကစားနိုင်တာတွေ့ရပါတယ်ဒါကြောင့်မလို့ UFC မှာအကောင်းဆုံး fighter တွေတဲကတယောက်လို့တော့နှွှန်းဆိုရမလို့ဖြစ်လာပါပြီ UFC ချန်ပီယံကြီးတွေချန်ပီယံဟောင်းကြီးတွေကဆိုဖန်ဟာအနာဂတ်ချန်ပီယံတူဖြစ်လာလိမ့်မယ်လို့ဟောကင်းထုတ်ထားကြပါတယ်။သူတို့ဟောကင်းထုတ်ထားသလိုဖန်အနေနဲ့တကယ်ကိုအနာဂတ်ချန်ပီယံကြီးဖြစ်လာပြီးမြမပြည့်ပထမဆုံး UFC ချန်ပီယံတူဖြစ်လာမလားဆိုတာလည်းကျွန်တော်တို့ပရိသတ်တွေအနေနဲ့ရင်ခုန်သွားစောင့်ကြည့်ကြရမှာပါ။မကြခင်မှာထိုးတက်ရမယ့်ဂျောရှွာဘန်ရဲ့ပွဲအကြောင်းသိတာနဲ့လဲကျွန်တော်တို့ channel ကအသေးစိတ်အမြန်ဆုံးထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ ဖန်နီနဲ့ရောလာမယ့်ပွဲမှာဘယ်ဖိုက်တာနဲ့ထိုးသက်ရမလဲဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတာလည်းမိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာလွတ်လပ်စွာဆွေးနွေးပေးကြလို့ကြပါတယ်ခင်ဗျာဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်သက်ဒီနေ့နဲ့တော့မြမကုံဆောင်ဖိုက်တာလေးကိုထပ်မံအားပေးလိုက်ကြရအောင်ပါခင်ဗျာပြည်သက်တွေနေနဲ့အခုချိုးတင်သတင်းကပါထားချင်တာကမချခင်အချိန်တွင်းမှာ UFC မှာမြမအလန်ကြီးကိုဒီချိန်ထပ်မံပြန်လည်မြင်တွေ့ခွင့်ရကြအောင်ပါဖြစ်ပါတယ် ဒါပြင်မြမအမျိုးသမီးခုံဆောင်ခရင်လဝင့်မဲ့ fighter Veronica ရဲ့ one championship ပွဲစဉ်ကလည်းမကြသေးခင်မှာရှိနေတဲ့ဆိုတဲ့အကြောင်းပရိသတ်တွေစီသတင်းကပါထားချင်ပါတယ်ခင်ဗျာ။ဒါမယ့်နေ့ဒီမှာလည်းထူးခြားတဲ့သတင်းအကြောင်းအရာတွေဆက်လက်ရှိကြတယ်ကျွန်တော်တို့အနေနဲ့ထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲလာမယ့်နေ့တွေမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသည် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာရပျော်ရွှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ